လာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မေလ29ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ DKB ဌာနချုပ်ရှိတဲ့စုံစည်းမြန်ရွာကိုစစ်ကောင်စီကဂျက်ဖိုင်တာတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။ စုံစည်းမြန်ရွာအနီးမှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် DKPA ထောင်နှောင်းချုပ်ရှိတဲ့စုံစည်းမြန်ရွာကိုမနီကမော်လွယ်ပိုင်းတနအိခွဲဝင်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဒေသခံတွေထိခိုက်မှုရှိခဲ့တယ်လို့လည်းကနအူးသိရပါတယ်။တရချောင်းမြို့နယ်မင်းတပ်ရွာတဝိုက်ကိုမနေ့ကစစ်ကောင်စီစစ်ကြောင်းထိုးခဲ့ပြီးပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုနဲ့တော်လှန်ရေးတပ်တွေရဲ့လက်နက်အချို့အသိမ်းခံခဲ့ရတယ်လို့ကနအူးသိရပါဗျာ။ မနေ့ကမနေ့အစောပိုင်းမင်းတပ်ရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်ဝါရိတ်ခေါ်အားပြောက်ကြားတပ်ဖွဲ့ရဲ့စခန်းအသိခံခဲ့ရတာဖြစ်ပြီးတပ်ဖွဲ့ရဲ့လက်နက်တချို့လည်းအသိခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်ပြည်ထောင်ကွယ်ရေးရဲဘော်တွေကတော့အချိန်မီရှောင်တိန်နိုင်ခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းကမိန်တပ်ရွာအနီးကဒေသခံ၅ဦးထပ်မနေကိုဖမ်းဆီးထားတယ်လို့သိရပါဗျ။ ဒွေမြို့မှာသွေးလွန်တကွဲယောဂါကြောင့်တိတ်ဆုံးခဲ့တဲ့ကလေးငယ်၃ဦးအထိရှိလာပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါဗျ။ထပ်မံတိတ်ဆုံးတဲ့ကလေးငယ်ကအခုလ28ရက်နေ့ညပိုင်းမှာတိတ်ဆုံးခဲ့တာဖြစ်ပြီးဒွေမြို့ကျမော်ရက်ကွက်မှာနေထိုင်တဲ့အသက်၄နှစ်အရွယ်ယောက်ျားလေးဖြစ်ပါတယ်။ဒီမတိုင်ခင်အခုလ20ရက်နေ့နဲ့9ရက်နေ့တွေကလည်းဒွေစီယုံကြီးမှာသွေးလွန်တကွဲယောဂါနဲ့ကလေးငယ်၂ဦးတိတ်ဆုံးခဲ့ပါသေးတယ်။ ပလောမြို့နယ်စင်ထိုးကြီးရွာမှာတက်ကြီးပိုင်းအမျိုးသားတဦးမနေ့ကမနက်ပိုင်းကဘိုင်းနှင်းမိပြီးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အသက်80ဝန်းကျင်အရွယ်ဒေသခံအမျိုးသားဟာဥယျာဉ်ခြံထဲကိုသွားတဲ့အချိန်ဘိုင်းနှင်းမိခဲ့တာဖြစ်ပြီးခြေထောက်မှာဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဆိုပါဗျ။ တနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးမှာစစ်ကောင်စီစစ်ကြောင်းနဲ့နှဖက်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က10ဦးထပ်မံနေတိုက်ဆုံခဲ့လို့တောင်ပန်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။အခုလ23ရက်နေ့မနက်အစောပိုင်း၄နာရီဝန်းကျင်မှာလေတောင်ရွာရွာနဲ့တမုတ်ချုံရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမနေ့20ဝန်းကျင်နေ့ပါနှဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ဆိုပါတယ်။ အဲ့ဒီနောက်မနက်6နာရီခွဲဝင်းကျင်နဲ့မွန်လွယ်ပိုင်း7နာရီခွဲဝင်းကျင်မှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်စစ်ကောင်စီတပ်ဘက်က10ဦးတိဆုံခဲ့တယ်လို့သိရပါဗျ။တနင်္လာရီမြို့နယ်လက်သက်ရွာဘက်ကိုစစ်တပ်ကမနေ့ကလက်နက်ကြီးတွေနဲ့စက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။မနေ့ကမနက်ပိုင်း9နိုင်ဝင်းကျင်မှာဇဝဲမှာအခြေစိုက်ချင်းမြတ်တန်းရင်ခမရ996ကနေလက်နက်ကြီးတွေစတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်သေးရွာတစ်ဖက်ကကျုံးစုမြို့နယ်ဝါရီရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလည်းလက်သေးရွာဘက်ကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေလက်သေးအနောက်ကမ်းရွာဘက်ကိုကြားရောက်ပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံတွေကဆိုပါတယ်။တင်းနှောင်းဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။